ကဲလိုင်းကောင်းလားမကောင်းလားတော့မသိဘူးနော်တစ်ချက်လေးတွင်ပြီးတော့ပူတယ်ညာတူတို့နော်အဲရောမတရားသီးသားနေသောင်းပူလို့တရားသီးသားနေဒါဒီရှုပ်ချက်ခက်အိမ်မှာလည်းပူတယ်အပင်အောင်လင်းလိုင်းကောင်းလားမသိဘူး ။လာနေတဲ့ဆက်ဆန်းကြီးမင်းနော်။ကြည့်ရလို့မရှိဘူးလားမသိ။အဲမရှိလေပြရမယ်ပြနော်။ဆိုတော့အချိန်ရင်ရမ်းမှန်တယ်လိုင်းလေးကတော့မဆိုးဖြစ်။ဝီလေးလာလားမသိ။တော့ဘုမန်လေးလိုင်းကောင်းအောင်ကောင်းနေရေး။ကျွန်တော်ကနေရှက်ရှာပြီပေါ့နော်။ပြရစရာကြီးကတော့ရှိရတယ်ကျွန်တော်ကြိုက်နေတဲ့ခဏတစ်ခုတော့ရှိရတယ်။အဲဒါလေးကနှက်ကက်စီးနေပေါ့နော်။ နက်ကစီနဲ့အဲ့တော့တခုကြိုက်ကျွန်တော်တို့ကြည့်အကြည့်ရလို့မရှိပါလားမဆက်မြတ်ဒီအီနီယန်နဲ့ပေါ်လာပါလိမ့်မယ်ကြည့်ရောမကြည့်ရသေးဘူးကျွန်တော်အချိန်နည်းနည်းပြမယ်16ကြိမ်ပေါ့နော်16ကြိမ်မှာဒီလို၄ဖြစ်တယ်အဲ့ဒီ V shape က၄ဖြစ်တယ်နော် V shape ၄ဖြစ်တယ်အဲ့လေးဖြစ်ပြီးတာနဲ့နောက်ပေါင်းခြင်းဒီအဲနောက်က9ပေါ့နော် ီဒီချိတ်က၄ဖြစ်တယ်နောက်ပေါင်းကနောက်က၅ပေါ့ပေါင်းလိုက်လို့ရှင်တော့ဒါ၉ဖြစ်တယ်ပေါ့နော်အဲ့လိဖြစ်လိုက်တဲ့အချိန်မှာကျူပါဦးဒါနဲ့ပဲဆွဲမယ်နော်အဲ့လိဖြစ်လိုက်တဲ့အချိန်မှာ၉၃ရှောက်ဆိုပြီးတော့မှနောက်ထိတ်စီ၃လုံး၈လို့ဖြစ်တယ်ကဲဆွဲလိုက်တော့နော်ဒီ၃လုံး၄ဒီချိတ်ပေါင်းခြင်း၄ဒီက၃ရှင်းကနော်၅ပိတ်တယ်၅ပိတ်ပြီးတော့၉ 3လျှောက်လို့စီရဲချိတ်ဆက်မှုနှင်းနေပါသည်တဲ့နော်3လျှောက်လို့စီရဲပေါင်းခြင်းလည်း၈ဖြစ်တယ်ပေါ့အဲ့လိုဖြစ်လိုက်တာ ਨੇ 1 2 3ခြင်းအောင်ပါ9အလဲထိုင်တယ်လျှောက်အလဲထိုင်တယ်လျှောက်9ဆိုပြီးတော့နက်ခတ်ရိုက်တယ်အဲ့ဒါအဲ့လျှောက်9လို့နက်ခတ်ရိုက်တာလဲ3ခက်ပဲရှိရဲနော်အဲ့ကိုယ်ကဆစ်ရှင်ကြည့်ပေါ့လိုင်းကောင်းလားမသိ3အောင်တော့ကြည့်နော်အဲ့တော့လျှောက်9လို့ထိုင်တယ်ပေါ့နော် တုံးခဲ့ပဲသူကအချိန်မှန်းနေကိုဘောပဲစိတ်ကြည့်လိုက်တော့ဘာဖြစ်လဲ line ကပြုတ်ပြုတ်ကျနေတဲ့ခါရောလေအဲ့တော့သူကအချိန်မှန်းနေပေါ့နော်အဲ့ကိုဘောကြည့်လိုက်အချိန်ရှားမှန်းနေ၁၈ချိန်ပါပဲ၄ဖြစ်တယ်ပေါ့နော်ဒါတော့သွားမကြည့်ဟုတ်ကဲ့ပါမင်္ဂလာပါဗျာနော် line လေးမကောင်းဖြစ်နေလို့နော်နည်းနည်းလေးရှောက်နှင်းရှောက်ပဲ၄ဖြစ်တယ်ပေါ့နော်ဒါပဲကြည့်၄ပဲဖြစ်နော်၄ပဲဖြစ်တယ် ငါးနောက်ပိတ်တယ်ပေါင်းချင်းဆိုတော့၄နဲ့၅နဲ့ပေါင်း၉ပေါ့အဲ့လားပြီးရနဲ့၃၉လျှောက်လို့ပဲထိတ်စစ်စီပြီးတော့မှ၈လို့ဖြစ်တယ်ပေါ့နော်အဖြစ်လိုက်တာနဲ့၁နဲ့၃ချိန်အောင်မှာ၉လို့ပဲအလဲထိုင်တယ်လျှောက်လို့အလဲထိုင်တယ်လျှောက်၉လို့ဖြစ်တယ်ပေါ့နော်ဒါချိန်ကတော့အကုန်လုံးမှန်တယ်ပေါ့နော်အကုန်လုံးအကုန်လုံးအကုန်လုံးအချိန်ကြီးကြိုက်ပေါ့နော်၃ပြားပဲရှိတယ်အဲ့လျှောက်လဲထိုင်၉၉အလဲထိုင်နဲ့၃ပြားပဲ အခုကျွန်တော်ပြတဲ့၄၅ပိတ်၄ဖြစ်တယ်၅ဖြစ်တယ်ထိပ်စီ၃လုံး၈ဖြစ်တယ်နော်၉၃၆ထိပ်စီပေါ့အဲ့လိုဖြစ်တာလေဒီ၃ကပ်ပဲရှိနေတာပေါ့နော်အဲ့တော့ဒီမှာလဲအဲ့လိုပဲအချိန်ရှားမှန်တယ်ကိုယ့်ဘာဝဲစစ်စစ်ခြင်းနဲ့စစ်ပေါ့နော်ကျွန်တော်ဟိုမစစ်ပြီးတော့အချိန်ရင်မရည်ပြီးတော့နော်အဲ့တော့ဒီခွန်လျှောက်လဲ၄ဖြစ်တယ်ငါတို့လဲပိတ်ပြန်တယ်အဲ့၄လုံးပေါင်းရင်၉ပေါ့ အပေါ်ဒီမှာတော့ဖြစ်တာပြောဆဲပြတော့ရှောက်ကူသုံးစိတ်စီတော်လုံးဖြစ်တယ်ရှစ်လည်းဖြစ်တယ်ဒီနှစ်သုံးကျင်အောင်မှာကိုလို့လဲထိုင်မြင်တယ်လိုင်းညာမကောင်းသေးလားရှောက်လို့ဖြစ်တယ်ရှောက်လည်းကိုအဲ့လိုဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်လိုက်တာနဲ့သူကအဲ့လိုဖြစ်လိုက်တာနဲ့တနှစ်နော်ရှောက်နော်ကိုဖြစ်သွားရင်နော်အဲ့တော့ရှောက်ပါပါဒီတစ်ဒီနှစ် 3 4နှစ်မြောက်မှာ brake တည်းလို့ရိုက်တယ်။ဟိုဘော်ဒီမှာတော့ရိုက်ခဲ့သေးရေနော်မပြပြရမလား။သူကဆက်ရိုက်ခဲ့တာတရားကြီးတော့ line နဲ့မကောင်းဘူးဗျနော်။ဒီဘော်ဒီမှာတော့ဟိုသာရိုက်ခဲ့သေးရေနော်။တုံညခဏလေးကြည့်တာပါမယ်။နော်။ကိုတုံညကိုခဏရေနော်ခဏလေးခဏလေး။ဟုတ်ပြီအပေါ်ရောတက်တော့ဗျာပြန်ဆွဲရမှာပဲเนาะအဲ့တော့အဲ့လိုရိုက်ခဲ့ရပါเนาะ upgrade တက် နော်ဒီကိုးလေကတင်းနေတော့ညမှာ break တက်လို့ရိုက်တယ်။ဟိုမှာဆွဲထားလေးရှိတော့ကျွန်တော်နှမျော break တက်လို့ရိုက်လိုက်တာ ਨੇ အဲ့ဒီတက်ကဒီမှာရှေးပေါင်းချင်းဒီရှေးရှေးပေါင်းချင်းဒီရှစ်ဖြစ်တယ်။တုံညာနဲ့ရှင်းနှပေါင်းရှစ်ဖြစ်တယ်။သုံးထိတ်နဲ့ပေါင်းချင်းဒီတက်တယ်။နော်တုံညာနဲ့ရှင်းနှပေါင်းချင်းဒီရှစ်ဖြစ်တယ်။ထိစီသုံးနှပေါင်းရင်တက်။အဲ့ဒီတက်မလို့ break တက် break တက်ရိုက်တယ် ရိုက်ရတာ ਨੇ နှစ်ထိရှောက်ပေးတင့်နဲ့ပိုင်း9ဆိုပြီးတော့ရိုက်ွားတယ်ပေါ့နော်သုံးထိနဲ့ break တစ်ကို10ဝက်ဆိုင်မှာဒီကတော့ရိုက်ွားတယ်နှစ်တရှောက်ပေါင်းခြင်းသည်တုံရရိုက်တယ်နော်9ရိုက်တယ်ပေါ့အဲ့ဒီနှစ်မှာပဲကျွန်တော်ကနန်းပြတော့နော်ဒီကနေပဲတက်လိုက်တော့မယ်တင့်နှစ်ဒီကနေတက်မယ်နော်တင့်နှစ်3 4 5 6 9 10 နှစ်ကို14အချိန်ပေါ်ပြန်တက်လိုက်တယ်တက်လိုက်တဲ့ဘေးမှာကနန်းတစ်ခွက်ဒီ193ဆိုလို့ရှိတယ်เนาะ193ဆိုလို့ရှိတယ်เนาะဒီစား193ဆိုတာရှိတယ်အဲ့ဒီ193ဒီတုံညာပြိမ့်မို့လို့တပင်နားလိုက်တဲ့အချိန်မှာခွန်နောက်ပိတ်နဲ့ခွန်နှက်ခတ်ဒီခွန်နှက်ခတ်ဒီ တုံညာပရိနဲ့ရိုက်သွားတယ်။ရှင်းပါရဲ့နော်။အပေါ်ဒီမှာတော့ကျွန်တော်ဖြစ်စင်တာလည်းမပြရတော့မှဆွဲထားတာကြီးကပြရစရာတွေကအမှရှိသေးတယ်။နော်။အဲကနေဒါဝယ်ရတာကြီးအခက်အခဲဖြစ်တယ်ဝယ်လိုက်ရင်တစ်ဆောင်းတစ်ထောင်းတစ်ဆောင်းတစ်ထောင်းပေးရပြီ။နော်။အဲ့တော့ဝယ်တိုင်းမရဘူးကျွန်တော်။အဲ့တော့ဒီသုံးလုံးလေးလေးလိုရတဲ့နဲ့ငားပိတ်တယ်3 9 6ပဲစီရယ်စီလိုက်တာနဲ့6လဲထိုင်နေပေါ့ဗျ9လဲထိုင်တယ် တနှစ်နားမယ်ဗရိတ်တစ်လို့ရိုက်တယ်တစ်ဗရိတ်ပဲပေါ့နော်ဒါလည်း၈၅၈ဆိုတော့27ပေါ့ဗျာတစ်ဗရိတ်ရိုက်တယ်ပေါ့တစ်ဆက်တင်အဲ့တစ်ဗရိတ်ရိုက်ဖို့အတွက်လေရှေးပေါင်းချင်းဒီ3ရှေးပေါင်းချင်းဒီ3ရှေးပေါင်းချင်း3တစ်ဖြစ်အောင်ဆိုတော့၈ထိတ်ထည့်လိုက်တယ်ပေါ့နော်ရှေးပေါင်းချင်း3နဲ့၈ထိတ်နဲ့ပေါင်းချင်းဒီ1ဒါဆို၈ထိတ်နဲ့ဗရိတ်1ဆက်တင်ဆိုတော့10ခွဲပဲထွက်လာတာပေါ့နော် အဲ့တော့ဆယ်ဝက်ထွက်လာရှင်မှာအစောနာကိုးပြီးတော့ဒီမှာ30ရိုက်မယ်ဆိုတော့3ထိပ်ရှိတယ်။နှစ်အပိတ်ရှိတယ်။ငါးအလဲတိုင်းရေ3ရလို့ရိုက်တယ်။အစောနာဘယ်နှကြိမ်တက်ထားလဲ။14ကြိမ်တက်ထားရနော်။ဒီကနေပဲနော်ကျွန်တော်ပြမယ်။1 2 3 4 5 6 9 10 11 12 13 14ညကို14ကြိမ်ပေါ်တက်ထားရနော်ဒီပရိကနေ။ပြီးရင်8 9 3ရိုက်တယ်။အခုကျွန်တော်တို့15ကြိမ်ပေါ်တက်ကြည့်ရအောင်။ဒီပရိရဲ့ဝါပြီ။ ည်1 2 3 4 5 6 8 9 10 11 12 12 13 14 15 16 17 18 19 20 21 22 23 24နေနဲ့တွန့်လိုက်ဆက်နှစ်73 74တော့ဆမ74နှစ်တွတ်ထားတယ်အခု75ချိန်ကိုတက်လိုက်တယ်တပင်ယူလိုက်တယ်အဲ့ဒီဘေးမှာလည်း893ဆိုပြီးတော့မှခဏထည့်ပြီးနှစ်ကက်ရှိပါတယ်နော်နှစ်ကက်အဲ့လိုကြာဖို့တော့လေတပင်နားတဲ့အချိန်မှာခွန်ပိတ် ခွန်နဲ့ခက်ဒီတုံညပရိနေရိုက်ရပေါ့နော်ဒါကျွန်တော်အယူဆပေါ့ဟိုပဲကြည့်ကြောက်ဒါဆိုရင်တတိယကဒီသုံးလုံးလေးရိုက်တယ်ငားပိတ်တယ်ရှောက်9 3လို့ထိပ်စီသုံးလုံးပြန်ထောင်းတယ်ရှောက်လဲထိုင်တယ်9လဲထိုင်တယ်တနစ်နာတယ်ဗရိတ်၄ရိုက်တယ်ဗရိတ်၄ရိုက်တယ်အဲရရရအချိန်မှာလေရှေ့ပေါင်းခြင်းဒီ9တစ်ပြောင်နှစ်ထိပ်လို့ထည့် ်တစ်ပြောင်းနှစ်ထိပ်ယူထည့်ရခဲ့နှစ်ထိပ်နဲ့ break တစ်ဆိုလဲ10ဝက်ထွက်တယ်ပထမအောင်ဆုံးအဖြစ်ရှိပါရင်ကို30အခု7တစ်အလှဲဆိုတော့ဒီမှာ7ထိပ်ရှိ3ပေရှိတယ်7တစ်ပြောင်း3ညလို့ထည့်တယ်နှစ်ထိပ်3ညကို7 break နဲ့ဆိုတော့10ဝက်ထက်မှာနှစ်3ညကိုထည့်လိုက်တယ်ထည့်လိုက်တော့အစောနာ14ကျိန်တက်တယ်အခု15ကျိန်အခု16ကျိန်တက်လို့ပေါ့နော်14 15 16ပြန်နေ1 2 3 4 5 6 7 9 10 16ကျင်ရောက်လာသူရဲ့ဘေးမှာဒီနေရာမှာကျွန်တော်တို့ခုပြောချင်တာကနော်သူထွက်ထလာတာကြီးတရားလေးလေးလာကြည့်893ဒီမှာလဲ893နော်ဒီမှာဆိုရင်893ကတပင်နာလိုက်တယ်ပေါ့နော်ဒါခွန်ပိတ်တယ်ခွန်နှက်ခက်တီးတောင်းရလာပေါ့နော်အဲ့တော့893လို့ထိုးမလားကျွန်တော်ကအဲ့လိုယူမဆအောင်893 ်အော်ဂနိုက်အဖြစ်တကယ်လို့ကြိုက်မယ်ဆိုရင်ရှစ်ကိုတုံလုံးဝမယူကျွန်တော်ယူဆတာကျန်တဲ့လေးခွက်ယူလို့ရတယ်ဥမာပေါ်ဒီကနန်းပေါ့9 8 3။တဘောကူပြောပြထွက်လာရင်ဒီကနန်းမျိုးထွက်လာလို့ရှိရင်ရှစ်ကိုတုံမဟုတ်တော့ဘူးရှစ်ကိုတုံမထွက်တော့ဘူး9 8 3နော်ဟောပေါ့ဗျာအဲ9 3 8နော်တဘောကူမှာနော်နောက်တော့ဟိုမှာထွက်တာရှစ်ကိုတုံနော်အဲရှစ်ရှစ်တုံးကိုထွက်လို့ရတယ်နော်ရှစ်ကိုတုံးထွက်တာရှစ်ထိန်ထွက်ရတယ် เนาะ639เนาะ693ก็တော့မထွက်တော့ဘူးဆိုတော့3ခွဲ့ရှိပါကြီးကနန်း6ခွဲ့ပေါ့ဗျာเนาะဟိုးစားမှာပြားနေ3ထိန်းနဲ့ဆို2ခွဲ့เนาะ3ထိန်းနဲ့2ခွဲ့ရှိမှာ398သဘောကူပြောမှာမြင်မြင်တွတ်တွတ်လေးပဲလိုင်းအောင်ပြုတ်ကြပါရင်389ဒီကနန်းထဲရပဲထွက်မှာ1 2 3 4 5ခွဲ့ဒီဒီ693ဆိုတဲ့ကနန်းထွက်ဖို့တော်တော်ရာခိုင်နည်းတယ်เนาะဒီထွက်လာလို့ရှင်ဒီကနန်း9ခွဲ့ထက်ကပဲထွက်လိမ့်မယ်เนาะအဲ့လိုပြောတာပါเนาะ ဒီအခုကထွက်နေတာရှစ်ကိုသုံးမလားအင်းနန္နာကျော်မှာအဲ့လိုမျိုးရှစ်ကိုသုံးရှစ်ကိုသုံးရှစ်ကိုသုံးဓာတ်ရိုက်ပြီးတာရှားပါတယ်နော်မရှိမဟုတ်တော်တော်ရှားတယ်တနန်းအဲ့လိုမျိုးဒဲပေးလာတာလေနိတော်တော်ရှားတယ်မထူးပါဘူးဗျာကျွန်တော်နှစ်ကက်ဆိုင်လေးနဲ့ပြမယ်ဒါတော့ကျွန်တော်အမြင်လေးပြောပြတာအဲ့တော့ဒီညမှာအဲ့ချက်ပြောလိုက်မယ်တချို့မေးတယ်ကျွန်တော်ကို၄၄၆ခုရှိကြလားနော်အဲ့လိုမေးတာရှိရဲ့နော်၄၆ခုရှိလားအဲ့လိုမေးတယ် မိတဲ့နေရာမှာဒီနေရာမှာဖော်မွေးဆိုင်လေးတစ်ဆိုင်ကျွန်တော်ထည့်ပေးမယ်နော်ဖော်မွေးဆိုင်လေးတစ်ဆက်ထည့်ပေးမယ်ပတ်စင်တိုင်းသူကထိုးသွားမှာနော်ဥမာဘာ693ဒီထွက်ဒီဖြစ်ဒီမထွက်ဒီဖြစ်ဒီဆိုင်အနေနဲ့ဆိုရင်သူကခဏတစ်ခွက်ဒီတပတ်ရှင်းတပတ်ရှင်းကိုထူတယ်ဟိုးလုံးကလည်းကျွန်တော်တင်ခဲ့တယ်ဒါကငါးခုစွန်းတဲ့နှစ်တိုင်းမှာဖြစ်ဖြစ်နေတဲ့အရာတခုနော်ငါးခုစွန်းမှာထွက်ထွက်နေတဲ့အရာတခုဒါဒီဥစ္စာကကျတော့ငါးခုစွန်းနဲ့ငါးခုစွန်းမဟုတ်တော့ဘူး ကျွန်တော်တို့ဒီအကျိန်ရေအားဖြင့်ကွာရှားနေတယ်နော်၄ခုစုံနဲ့၄ခုစုံ၅ခုစုံဟိုးစာတွေသွားအကျိန်နဲ့ကျွန်တော်ရေးပြမယ်နော်ဒါဟိုးစာဖြင့်ကိုအမကြီးတို့ဗျာကိုပါပွဲသွားကြတော့နော်အမှန်တော့အတူတူပဲမတက်နဲ့3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21ချားတယ်17ပြိကန်ကြီးရနော်အဲ့တော့ဒီမှာလဲ တိနေ3 4 5 6 9 10 11မင်းလေးစနေ73 74 75 76 79 20 21ရှားထားတာကြီးပဲเนาะအကောင်လုံး21နှစ်ရှားထားတာကြီးပဲဒီ site ကတန်ဖိုးပဲရှိရယ်အဲ့ဒီမှာဖုံမွေး site တစ် site ကသူကအပတ်စဉ်သူဖုံမွေး site မှာဒီမှာတော့89သုံးထွက်တည်ဖြစ်စီမထွက်တည်ဖြစ်စီပေါ့เนาะနည်းနည်းဖယ်လိုက်မယ်เนาะ comment လေးတွေအဲ့ဒီဖြစ်စီကျွန်တော်တို့ break ကဏ္ဍတစ်ခုอ่ะဒီ6 4 3 အဲ့ဒီလျှောက်လေးတောင်း1 2 3 4ကျင်အောက်ကကနန်းတပွက်ထွက်တယ်။ဒါတော့ဖော်ထိုးဆိုင်ပေါ့နော်ဒါမျိုးတွေပြီးသွားတော့တယ်။အဲ့လိုအဲ့လို၄ကျင်ပုံမှာထွက်ထွက်တယ်ပေါ့နော်1 2 3 4ကျင်ပုံမှာထွက်တယ်။ဒါဆိုရင်ဒီမှာလဲ6 9 3ကျင်ထွက်ဒီဖြစ်စီမထွက်ဒီဖြစ်စီ4နှစ်မှာအပေါ်မှာထွက်တယ်ဆိုတော့ तू ကအပေါ်မှာဖော်ထိုးဆိုင်နေတယ်3 4 5ဆိုပြီးတော့1 2 3 4ကျင်အောက်က5 4 3ဆိုပြီးတော့မှ तू ကထွက်တယ်နော်။ तू ကထွက်ပြီးရယ်ပေါ့နော်။ ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ဆိုလို့ရှိရင်ကျွန်တော်တို့အမှဟိုဟောင်းနေတိပါလိမ့်မယ်ကျွန်တော်ရေးပြီးတော့အစကတည်းက၄နှစ်၄နှစ်ကနန်းနေတင်ခဲ့ဒီမှာဆိုရင်3တုံညာရှိပေါ့တနေ့3 4 3ဟုတ်တယ်နော်3တုံညာရှိတင်ခဲ့တယ်9ခုခုတင်ခဲ့တယ်9တုံညာ5ဒီနေရာမှာနော်အမှရေးပြီးတော့တင်ခဲ့တယ်6 6ခုနော်တိပရိရောဖြစ်တယ်တောင်းဒီမှာကြာမှလာထွက်တယ်ဟာလား6 8တို့နော်9 9တို့6 4တို့တုံညာတင်နေအခုဘက်ဆို19 6ပေါ့နော်ဒါတော့9ခုစုနှစ်နှစ်တင်มาလဲအကုန်လုံးထွက်တယ်ဗျာနော် အာပြောက်အောင်မငါးခုစွန်းနဲ့နဲ့အဲငါးခုစွန်းနဲ့နဲ့ဒီမှာလဲအကုန်လုံးလိုက်ထွက်တယ်ဒါကျွန်တော်၆ပရိတ်တင်နဲ့ပြခဲ့တဲ့မူအဆက်ကိုကြည့်ပေါ့နော်၈၉အဲ၆၉ရှစ်တနှစ်၃၄နှစ်အောက်ကကနေငါးခုစွန်းနဲ့အမဒါမှသူ့မှာနီးစနစ်ရှိရဲ့ဗျသူထွက်တော့မယ်ဆိုရင်တင့်ငါးအတွဲလို့ပဲနောက်ကနေလိုက်တာဒါနီးစနစ်နေနဲ့သွားနော်နောက်ကအနေနဲ့တင်ငါအတွဲလိုက်တယ်တင်ငါငါတစ်အတွဲလိုက်တယ် အဲ့ဒီပြီးခါမှာ तू ကထွက်တာเนาะ3 2 3 4နှစ်အောက်ကကနန်းလိုက်တယ်เนาะဒီနှစ်မှာထွက်တော့မလားမထွက်တော့ဘူးလားတော့ကျွန်တော်ပြောတော့ဘူးเนาะဒါဥမာပေါ့เนาะထိုးတင်ထိုးတင်ကတော့တပတ်တော့တင်ကအတွဲလိုက်တယ်လိုက်တဲ့အချိန်မှာ तू ကအပေါ်မှာကနန်းနှစ်ခွက်ပဲထွက်နှစ်ခွက်ပဲထိုးထိုးပေးရတာနှစ်ခွက်စီပဲထိုးထိုးပေးရတာအဲ့ဒီခါမှာထွက်တာเนาะတင်ကအတွဲပြိုက်တယ်ဒီထိတ်စီးလျှောက်ကဘယ်ရလာလဲဆိုတော့1 2 3ချိန် အပေါ်တက်လိုက်တယ်ဗောနော်ဒီမှာဒီကောင်ထွက်တော့မှာနော်ဥမာဗောတင်းနဲ့သုံးလေးနဲ့အပေါ်မှာထွက်ဖို့အတွက်အပေါ်မှာတင်း၅၅တင်းအတွက်အရင်ကြပြီးကြပြီးခါမှာတင်းနဲ့သုံးနဲ့ကိုတက်လိုက်တယ်မှာဒီအပိတ်နဲ့ထိမ့်နဲ့အလဲတိုင်းနဲ့ပေါင်းအပိတ်နဲ့အလဲတိုင်းနဲ့ပေါင်းဘယ်လိုလဲရှောက်အဲ့ဒီရှောက်ကတင်းနဲ့သုံးချိန်မြောက်မှာရှောက်ထိမ့်နဲ့ကြပြီးခါမှာ6 3 5 6 5 1လို့ပေါ့နော်ဥမာထွက်ပြီးကမှဒီ6 9 8ဆိုရယ်1 2 3 4ချင်းအောက်ကဒါကျွန်တော် ဖြတ်တာမဟုတ်ဘူးနော် ီမှာတော့မဖြစ်ဘူးပေါ့နော်ဒီတုံးကစီမှာတော့တင်ငါအတွက်မကြောက်အောင်နော်အဲ့ဒါလေးပြောပြတာအဲ့တော့ငါ95ခုစွန့်တဲ့နှစ်ကိုလာမယ်နော်ပထမ95ခုစွန့်တဲ့နှစ်ပြီးသွားပြီဟောက်ကိုချိန်ပြီးပါ95ခုစွန့်တဲ့နှစ်ကိုလာငါခုစွန့်တဲ့နှစ်မှာဒီကိုရောက်ပြီရှောက်35ပေါ့နော်အဲ့ဒီချိန်မှာလဲ91တင်ငါ91နောက်တွဲပဲအဲ့တင်ငါ91နောက်တွဲလို့ရိုက်လိုက်တာ ਨੇ ဒီမှာသိသိပါပြန်ပြီ1 2 3နှစ်ကိုရောက်တယ် တုံညအပိတ်နဲ့ခွန်အလဲတိုင်းနဲ့ပေါင်ခွန်အဲ့ဒီခွန်ဒီတင်းနဲ့တုံညမှာထိတ်စီးနဲ့ကြားရခါမှာခွန်၅တင်းခွန်တင်း၅ဥမာပေါ့နော်အဲ့လိုကြားရခါမှာဒီ3 4 5ဆိုကြတဲ့တင်းနဲ့3 4နဲ့အောက်ကအောက်ကကနန်းအပေါ်မှာလိုက်ပေါက်တယ်ဒါဆိုရင်နောက်ဆက်၅ခုဆွနဲ့နဲ့ဒါဆိုရင်480ကြည့်ရသူကြားတော့မယ်ဆိုရင်၅တင်းတော်အော်တိုလိုက်ခံတယ်၅တင်းတင်း၅ဥမာပေါ့နော်နည်းနည်းတွန့်လာနော်အကျင့်ကတည်းက line နဲ့ line နဲ့ထက်လာအဲ့တော့ ပြတ်သွားရင်လည်းကိုယ့်ဘာကိုကြည့်ရတော့နော်ဟုတ်မလားဘိုင်းနီကထစ်လာอืมอืมอืมအဲ့လိုလို့ဘိုင်းနီကထစ်လာတယ်နော်အဲ့နည်းနည်းကြည့်လိုက်တော့နော်အဲ့တော့၅တက်အတွက်ကြာတယ်နော်ထစ်နေတော့ဘောမန်ထောက်တာတောင်မှအဆင်မပြေတော့နော်၅တက်အတွက်ကြာတယ်ကြားလိုက်ရင်မှထိတ်စီတက်ပါလာတယ်အဲ့တက်ကလည်း1 2 3ဖြည်းဖြည်းတောင်ပြနေရတယ်နော် လူကပါဇက်ကអော်တယ်မှာဟိုဆိုဖုံးကမှာထစ်နေဒီရှောင်းနဲ့ဒီငါးအလဲတိုင်းနဲ့ပေါင်းတင့်မို့လို့တဲ့နဲ့မလီ sorry နော်မှန်မှန်တွန့်နေတော့တင့်မို့လို့တဲ့နဲ့သုံးချိန်မြောက်မှာထိတ်စီတက်ကြတယ်ထိတ်စီတက်ကြပြီးတော့ငါးတက်တက်ငါးအတွဲရိုက်ပြီးတော့မှာ အောက်က9304ဆိုတဲ့ကဏန်းဒီ1 2 3 4ကျင်အောက်ကကဏန်းထွက်တယ်ဒီမှာတော့9 1 5တွေတော့မကြသေးဘူးဗောနော်အဲ့လိုတွေဘောနော်လိုင်းလွင်ရတာအရှင်ကြီးကလိုင်းကြီးကထင်နေတယ်အတိခံလို့ကြည့်ဘောနော်အဲ့တော့ကျွန်တော်ဒီမှာ3ကစီအနေနဲ့ကြတော့3ကစီလို့လို့ပါ သုံးကစီအနေနဲ့ကတော့ဒီမှာသုံးကစီအနေနဲ့ကတော့ငါးတိတွေ့တော့မကြခဲ့ဘူးနော်ငါးတိတွေ့တော့မကြခဲ့ဘူးဒီမှာတော့တိုက်လို့နော်ငါးတိတွေ့ကြရတယ်ပေါ့နော်